အင်အားပြင်းငလျင်ကြောင့်မန္တလေးမြို့မစိုးရင်ကြောင်းတိုက်ကဥလသိမ့်ဗိမှန်ပြိုကျမှုအတွင်ပြန်လုံတော်မူသွားတဲ့တန်ဃာရော်ရီထဲမှာရခိုင်ပြည်ကတန်ဃာရော်ရီလေးပါဝင်တယ်လို့သိရပါတယ်အဲ့ဒီဖြစ်စဉ်အတွင် ရခိုင်ပြည်ရံပြည်မြို့နေကဝါရော၅ဝါရှိတဲ့အရှင်သီရိနာလင်္ကာယရံပြည်လေးပြန်လွန်တော်မူသွားတယ်လို့သိရပါတယ်။အရှင်သီရိနာလင်္ကာယရံပြည်ဟာပါဠိကောတလာဘွေ၊ဝိနယဝိဓုဘွေ၊အင်္ဂုတ်တရနိကာယဝိဓုဘွေ ရခပူရာတာမဏီကျော်ဘွေပါဠိပထမအပါဝင်ဘွေပေါင်း30လောက်ကိုရရှိခဲ့တယ်လို့အရှင်သီရိနာလင်္ကာယရံပြည်ရဲ့တငေရှင်ယဟန်တော်တပါးကမိန့်ပါတယ်။တာမဏီကျော်လောကထဲမှာပါဠိလိုဖြစ်ဆိုပြီးပထမစုရရရှိခဲ့တဲ့ပုဂ္ဂိုလ်ကို အခုလိုမျိုးဆုံရှုံလိုက်ရမှုဟာရခိုင်ပြည်နဲ့သာသနာအတွက်ဆုံရှုံမှုတစ်ခုဖြစ်တယ်လို့ဆက်လက်မိန့်ကြပါတယ်။ ဒါအပြင်တခြားသောတန်ဃာရော်တွေလည်းပျောက်ဆုံးမှုတွေရှိနေတယ်လို့ကြားသိရပြီးလက်ရှိချိန်ဒီရခိုင်ပြည်ကတန်ဃာရော်ဥယေဘလောက်ထိခိုက်သွားတယ်ဆိုတာကိုသိရှိဖို့ခက်ခဲနေသေးတယ်လို့ဆက်လက်မင်ကြားခဲ့ပါတယ်။